2025ခုနှစ်ရှမ်းပြည်နယ်ပထမအကြိမ်ဝူရှူးထောက်လူဖိတ်ခေါ်ပြိုင်ပွဲစုကြည်မြင့်ပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တိုင်းဒေသကြီးနှင့်ပြည်နယ်အစဉ်ဝူရှူးပြိုင်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့်အချိန်တွင် အားကစားသမားများအထွေထွေကောင်းမြန်ရရှိစေရန်ရည်ရွယ်၍ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့်ပထမအကြိမ်ဝူရှူးထောက်လူဖိတ်ခေါ်ပြိုင်ပွဲနှင့် စုချင်းမြင့်ပွဲကိုအောက်တိုဘာ10ရက်နေ့နဲ့8နာရီက တောင်ကြီးမြို့ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပရာရှမ်းပြည်နယ်ဆွေရဖွဲ့ဝင်ပြည်နယ်စီးပွားရေးဝန်ကြီးဦးခွန်သိန်းမောင်ပြည်နယ်တင်ရန်စာတရေးရဝန်ကြီးဦးဆိုင်လေပြည်နယ်ခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများအားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများမြန်မာနိုင်ငံဝှရှူးထောက်လူအဖွဲ့ချုပ်မှတာဝန်ရှိသူများပြည်ပွဲဝင်အသင်းများမှအုပ်ချုပ်သူနီးပြများအားကစားသမားများနှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည် ဦးစွာရှမ်းပြည်နယ်ဆွေရဖွဲ့ဝင် ပြည်နယ်စီးပွားရေးအဝန်ကြီးဦးခွန်သိန်းမောင်ပြည်နယ်သံရဇာတရေးရဝန်ကြီးဦးဆိုင်လိန်နဲ့တာဝန်ရှိသူများအားသာဝါသနာရှင်များက ချမ်းစုအမျိုးသားနန်းကွန်အမျိုးသမီးရှင်ပြိုင်နေမှုကိုကြည့်ရှုအားပေးခဲ့ပါတယ်။ထို့နောက်စုကြည်မြင့်ပွဲကျင်းပရာပြိုင်ပွဲများတွင် အကောင်းဆုံးဆုရရှိသည့်အားသာသမားများအားစုများပေးအပ်ကြည်မြင့်ရာတက္ကသိုလ်အသီးသီးများ ပါမောက္ခကျုပ်များနှင့်တာဝန်ရှိသူများကစုများပြည့်ရကြီးမြင့်ကြပါれဇလက်၍ရှမ်းပြည်နယ်ဆိုရဘွဲ့ဝင်ပြည်နယ်စီးပွားရေးအဝန်ကြီးဦးခွန်သိမ်းမောင်က ချမ်းစုပြိုင်ပွဲနှင့်နန်းကွန်ပြိုင်ပွဲတွင် ပထမဒုတိယတတိယစုရရှိသည့်အားကစားသမားများကိုတူးချင်းစုတစိမ့်များဂုံပြုကြီးမြင့်ငွေများပေးအပ်ခဲ့ပြီးရွှေတစိမ့်16ခုငွေတစိမ့်15ခုကြေးတစိမ့်15ခုဖြင့် တကွန်ဆိုင်စုရရှိသည့်ရှမ်းပြည်နယ်အသင်းအားပြည်နယ်ဝင်ကြီးချုပ်ကိုစာပြည်နယ်စည်းဝေးရေးဝန်ကြီးကတကွန်ဆိုင်စုဖလားကိုချီးမြှင့်ခဲ့ပါတယ်။ယင်းနောက်ပြည်နယ်ဝင်ကြီးနှင့်အဖွဲ့ကဒိုင်းအဖွဲ့များယင်းနီနီနှုတ်ဆက်ပြီးစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရပါတယ်ခမညာ။